ကဲမင်္ဂလာပါကျွန်တော် serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ကဲ့ကျွန်တော်တို့ဒီခေါက်သင်္ကန်းလာမှာကျွန်တော်တို့ beginner တွေအနေနဲ့နည်းနည်း error လေးစတဲ့မိတ်ဆက်ပေးမယ်ဟုတ်နော် error ဆိုစာရိုက်မှားတာတွေအပြင်ကျွန်တော်တို့ variable name တွေပေးထားတဲ့နာမည်နဲ့ခေါ်ဆုံးတဲ့ရှင်မှာနာမည်လွဲတာတွေဟုတ်နော်ပြီးရင်ကျွန်တော်တို့အဲ logic ပိုင်းဆိုင်ရတယ်ဗျာအဓိပ္ပာယ်တွေလွဲမှားတာတွေကျွန်တော်တို့ i3 မျိုးဆိုပြီးတော့အဓိကရှိကြည့်မယ်အဲ syntax error ပေါ့ syntax error တွေတော့စလုံးမောင်းမလားတို့မသူပြတာတို့မသူက presentation ထဲမှာထည့်ရမှာ presentation မေ့နေတာတို့ အာ string demo တွေကိုတပည့် condition နဲ့ထည့်ရမှာကိုကျွန်တော်တို့က single condition နဲ့ထည့်ထားရတော့ sorry မဟုတ်အဖွင့်ပိတ်ထားရမှာကျွန်တော်တို့အဖွင့်မေးအဖွင့်ပါပြီးပိတ်မပါတာအဲ့ဒါဘာ error လို့ခေါ်လဲဆို syntax error လို့ခေါ်တယ် runtime error ကြတော့ variable name တွေဟုတ်တယ်ပေးလိုက်တဲ့ program က variable name ကြော်ညာလာမှန်းတယ်ပြီးပြန်ယူသုံးတဲ့ဒီမှာ variable name တွေမှားနေမှတ်တမ်းတွေမှားနေတယ်ဆိုရင်အာဘာ error လဲဆိုရင် runtime error ဟုတ်ကဲ့မလားအနောက်တစ်ခု semantics ဆို semantics က logic နဲ့ခက်ဆင်းတယ်ပါကျွန်တော်တို့ theory တွေမှားတာဗျာကိုကမှ ကိုတင်ထားတာက i 2022ထွက်မှာ tracker ထွက်လာတော့ဒါဒီတူးတွေပါအဲ့လိုထွက်လာနေတော့ကျွန်တော်တော့ဘာလဲဆို logic a ဟုတ်ကူမှာဟုတ်လား programming မှာတော့ error တွေများသောရင် bug လို့ခေါ်တယ် vue.js bug ပုံမှားလေးတွေပေါ့နော်ရှင်းပါလေအားလေးမေးစပြေးစေပါလေ and the browser tracking down အဲ bug တွေကိုကျွန်တော် tracking လိုက်တယ်ရှင်းပါ javascript နဲ့ lumina ပြခဲ့ပြီနော်အော်အဲ့လို tracking ဘလို့လိုက်တယ်အဲ့လို print function လေးနဲ့လိုက်ဒီမှာဆိုရင်တော့ကျွန်တော်တို့ print function နဲ့လိုက်ဟိုမှာတော့ left function တို့ domain.right တို့တိုက်ပြီးလိုက်လို့ရတယ် သူ့ language ဆိုင် Java မှာဆို system out of print and ပေါ့အဲ့လိုဟာလေးတွေ message တွေထုတ်ထုတ်ပြီးတော့ line တွေဟာဘာလို့ခေါ်တယ် debugging လုပ်တယ်လို့ခေါ်တယ်အားလေးမှတ်ထားပါနော် okay ကြည့်မယ်ကျွန်တော်တို့နမူနာ program လေးကြည့်မယ်ကျွန်တော် program လေးရေးထားတယ်ဟုတ်လား program ကိုဘာလို့ပေါက်စားလေးပေါ့ကုတ်လေးကုတ်လေးနဲ့လေး၅ချောင်းပါနော်၅ချောင်းမှာကြည့်မယ် run ကြည့်မယ်ဒီမှာကျွန်တော်တို့ print ထားတယ်ဒီမှာတော့ cement ဟုတ်လားဒါလေးတင်တော့ဒီဘက် correction လေးတကယ်ကုတ်လိုက်အောင်ဟုတ်လားဒါလေးဒီဘက် correction ကုတ်လိုက် ဒီဘက်ကိုရရှင်းမဟုတ်တာကိုတရှင်းပါနော်ကိုတရှင်းကိုတာဟုတ်ပြီကိုတရှင်းလေးတွေကိုလာအောင်မယ်ဟုတ်ပြီကျွန်တော်ရအောင်ကြည့်မယ်ဒီမှာဆိုရင်တော့ print ဆိုပြီးတော့အဖွင့် condition ပိတ် condition တွေမှာစာထဲဝါ string တန်ဖိုးတွေထည့်ရမှာကျွန်တော်တို့ဗာထည့်လိုက်လားဒီတိုင်းပဲအဖွင့်မှာအပိတ်မပါ Okay ဒီမှာတော့တို့က ိုင်တယ်လို့ရိုက်ထားတယ် variable name ကိုတော့တိုင်တယ်လို့ပေးထားတိုင်တယ်လို့ပေးထားတာကိုပြန်ပြီးတော့ print ထုတ်တဲ့အချိန်မှာတိုင်တယ်လို့ variable name ကိုပြန်ခေါ်သုံးတဲ့အချိန်မှာတိုင်တယ်လို့မပေးဘဲနဲ့စလုံးမနေတယ်။ဟုတ်တယ်ဒါဆိုရင်တော့ run time ရယ် error လေးလည်းမျိုးစားကွဲနေပြီ။အားပို့ပြီးတော့ clear ဖြစ်တာနော်ပို့ပြီးတော့ site မှာရှင်းတယ်ဟုတ်နော်။ဒါဆိုရင် syntax error ဒါဆိုရင်ဘလို့ error လဲ။ syntax error ဆိုဘလို့ပြလဲ။ run time error ဆိုရင် id မှာဘလို့ပြလဲ။ဒါကျွန်တော်တို့ python ရဲ့ basic id ပဲနော်။ဟုတ်ပြီ။ this is symmetric error. symmetric error တော့ဘာမှမပြောဘူးကိုယ့်ကိုရှင်းရမယ်။ကြည့်မယ်။ဟုတ်နော်။ run okay စတယ်ဗျာ e1 နဲ့ y scanning string literal oh string literal မှာငါတို့ scan ဖတ်တဲ့အချိန်မှာမှားနေတယ်ဟုတ်ဟုတ်တယ်လေမှားနေတယ်ဒီမှာဘာမှမပါဘူးငါဘာဖယ်ဘာထည့်ရမှာလဲအပိတ်ထည့်ရ okay စင်ပြေသွားပြီအဲ့ဒါကူထုတ်လိုက်မယ်ထပ် run မယ် error တခုရှင်းလိုက်ပြီ syntax error ဆိုသူကသူ alert ပေါင်းတဲ့တခါတည်းပြနိုင်တယ်စစ်နိုင်ဟုတ်လား run time မှာရလို့မဟုတ်ဘူး interpreter ကဘာဖြစ်သွားလဲ run သွားရင်တော့အဲ့ run time နေတာအကြောင်းဟုတ်လား run သွားပြီးမှပြတယ် ဒါပေမဲ့ဟိုလိုကြောက်ရတယ်ဆိုတော့အကုန်လုံးကတော့စစ်ပြီးမှလုပ်တာပါပဲဟုတ်ဟုတ်ပြီ CDS Commander Class ဆိုပြီးတော့ print function တော့ထုတ်တယ် runtime error ကြဒီလိုအနည်းနဲ့လို့ပြတယ်ဒါကတော့ IDE ရယ် IDE ဒီပိုင်းတွင်း IDE ရယ်အထားပါလေတခြား pine cran တော့တခြား ID ဒီမှာလည်းသူနည်းနဲ့သူပြတယ် runtime ဆိုပြီးလို့စာကြောင်းနေနေအောက်ကိုထိုးပြတယ်အဲအောင်မင်း line 7မှာဟုတ်တယ်လား line 7မှာ module print time တယ်ဟာ time တယ်ဆိုတော့ငါတို့ instant define တယ်ဟာငါတို့ time တယ်ဆိုတော့ variable ငါမတွေးပါဘူးစလုံးမောင်းမနေတာဟုတ်โอเคအကောင်ရှင်းမယ်ဒါပြေးလိုက်မယ်နော် အကောင်ရှင်းမဲ့ TI DN လေးတိုင်းတယ်တိုင်းတယ်ဟုတ်ပြီဒီတကောင်ပြီးသွားရင်ကြည့်မယ် RAM အာ run နိုင်ရတယ်လည်းပြီးသွားပြီအော်ဟုတ်ပြီအော်အစင်ပြေးသွားစီးရက်ကွန်ပျူတာကလာဆိုနှစ်ခါထွက်တယ်ဟုတ်ပြီဟော reserve မှာတော့28ထွက်တယ်အကျွန်တော်က28မထွက်ချင်ဘူးကျွန်တော်ထွက်ချင်တာကဘာကြည့်ရှင်းနဲ့လေးနဲ့ရင်ပေါင်းမယ်ပေါင်းပြီးမှ3နဲ့3နဲ့မြောင်းအဲစနစ်စနစ်3ကြီး36ထွက်ချင်တာကျွန်တော်တို့ထွက်နေတာဘာထွက်နေတာ 28ထွန်းလားဒါကြည့်ရသူကဘာလို့ပြောရလဲ operator presenters ကိုမြောက်ပြီးမှသူကဘာလို့ဒါလဲပေါင်းတာ okay ပြန်အားကြောင့်ကျွန်တော်တို့ဒီကောင်ပေါင်းပြီးမှမြောက်ချင်းဩခွင်းစားကွန်မေခပေးလိုက်အဲဒါတော့တော့ cement logic error လေးတတိမထားမိလိုက်တဲ့ error လေးဖြစ်သွားတယ် okay ပြန် run မယ်ဩကြည်လိုက် sorry participle ထွက်တယ် error ဘုံကိုမျောနေထားတဲ့အဖြစ်မဟုတ်ဘူးဒါတခုခု cement မှားနေတယ်ဟုတ်လားဒါဒီတော့ error လေးတွေမိတ်ဆက်ပေးတာပြန်ပိုင်းတော့မှာ ်အခြေခံရတာလေးနော်မှတ်ထားပြီโอเค thank you ပြန်ဒါဒေးရတော့ဖတ်မပြတော့ဘူးလားစင်တက်ဆိုတော့ကျွန်တော်တို့ပိုင်သွင်း CR basic syntax တွေအခုအခြေခံဂရမပုံစံမှားတာ syntax error တိဆောက်ပုံမှား runtime ကတော့ခုနလို variable name တွေပါနေမှားတာပါဗျာနောက်တစ်ခု semantic ကတော့ logic error တဘောမျိုးပဲဟုတ်လား logic error တဘောမျိုးโอเค thank you ပြန်